ဘောင်းမီဆူဆူကိုနှစ်သားကောင်လေးတယောက်သူ့စာသင်ကုန်းမှာထိုင်းနေ gait သူ့ဘောင်းမီရှေ့ပိုင်းလဲရွှဲရွှဲဆူပြီးသူ့ခြေနှောင်းချားမှာလဲအိုင်ထွန်းနေတဲ့ဒီလိုဖြစ်သွားတော့ကောင်လေးဟာနှလုံးခုန်ရက်သွားလောက်အောင်ဖြစ်သွားတယ်။ဒါမျိုးအရင်ကတခါမှမဖြစ်ဘူး။ဒါ ਉ အချားကောင်လေးတွေတွေ့သွားရင်လဲမစင်စားရဲစရာ။ကောင်မလေးတွေမြင်သွားရင်တော့ သူ့တသက်တာလုံးစကားတောင်းမှပြောမယ်မထင်တော့ဘူးတဲ့။ကောင်လေးလဲမကြခင်နှလုံးခုန်ရက်တော်မှာပဲလို့ထင်းပြီးသူ့လက်နှစ်ဖက်ပေါ်မှာဥကောင်းအပ်ပြီး"အိုးဖျားသခင်အခုဖြစ်ရတာကတကယ်ကိုမမျော်လင့်ပဲဖြစ်သွားတာပါ။ဖျားသခင်ကယ်မတော်မူပါ။ဒီပုံအတိုင်းဆိုရင်၅မိနစ်လောက်မှဖျားတပြီတော့တရားတော်မှာအသေးချာပဲလို့တိုင်တဲတယ်တဲ့။ ဖျားသခင်ထံမှာဆုတောင်းပြီး သူခေါင်းမက်လိုက်တော့သူတို့ဆီယာမဝင်လာတာမြင်ရတယ်။ဆီယာမသူ့ကိုကြည့်လိုက်တဲ့မျက်လုံးအစုံထဲမှာတခုခုကိုသိနေတယ်လို့ပဲ။ဆီယာမက သူ့စီကိုဥတီပြီးရှောက်လှမ်းလာတယ်။ဆီယာမနဲ့အတူသူတို့အခန်းပေါ်စူစီကလည်းရွှေငါးဖန်ဆိုင်ကိုမအပီးတဲယူလာတယ်။ဆီယာမရဲ့ရှေ့မောက်မှာပဲစူစီကဖန်ဆိုင်ကိုစောင်းလိုက်ပြီး ကောင်လေးရဲ့ပေါင်ပေါ်မှာရေတွေဖိတ်ကြစေတယ်။ကောင်လေးကလည်းဟန်ဆောင်ပန်ဆောင်ဒေါသထွက်ချင်ဟန်ဆောင်နေ။စိတ်ထဲကတော့ဖျားသခင်ကိုကျေးဇူးတင်လိုက်တာ။ဖျားသခင်ကိုကျေးဇူးတင်လိုက်တာလို့ပြောနေမိတယ်တဲ့။ဆရာမကကောင်လေးကိုအောက်ထက်ကိုချက်ချင်းခေါ်ချသွားပြီးဆူရွှဲနေတဲ့ဘောင်းမီ နေလန့်ထားကြိုက်ဝိဖို့အာကစားဘောင်းမီတစ်ထည့်ပေးပါတယ်။ တခြားចောင်းသားចောင်းသူတွေကဆူရွှဲနေတဲ့စာသင်ခန်းကိုတန့်ရှင်းရေးလုပ်ကြတယ်လူတွေရဲ့ကျင်နာတနာစိတ်ဆိုတာအံ့ဩစရာပဲရီမောနောက်ပြောင်စရာအခြေအနေကနေဂယုနာတက်စရာကိုလည်းအခုစူစီလောက်ခဲ့တယ်လို့ပေါ့စူစီကူညီခဲ့တာဒါပေမဲ့အတန်းပေါ်တွေကစူစီကိုနမောနမဲလုတ်တဲ့လူအဖြစ်သတ်မှတ်ကြတာညနေကျောင်းဆင်းချိန်မှာဘတ်စကားဆောင်နေကြတော့ကောင်လေးက စူစိစီကိုရှောက်သွားပြီးတူတူလေးမေးလိုက်တာကနင်တမင်လောက်လိုက်တာမဟုတ်လားစူစီကလည်းတူတူလေးပဲပြန်ဖြေတယ်ငါလည်းတခါကပေါင်းပြီးဆူရွှဲခဲ့ဘူးပါတယ်တဲ့